အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးညဖြစ်ပါစေဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါမနေ့က Liverpool တင်းနေတာဒုတိယမြောက်ရှုံးပွဲတစ်ခုကိုရှုံးသွားခဲ့တယ်ဗောနော်ဒါကျွန်တော်တို့ Fulham နဲ့ပွဲစဉ်မှာ Liverpool တင်းနေဒီကြားထဲမှာဒါကျွန်တော်တို့ခက်စစ်စိတ်ဒါကျွန်တော်တို့ အဲခြေစွမ်းရမတည်ငြိမ်မှုတွေကိုတွေ့လာခဲ့ရတယ်။ဒါကျွန်တော်တို့လက်ရှိဒါ international break ခံသွားခဲ့ပြီမြင် international break အပြီးမှာ liverpool တင်းနဲ့ဒါကြီးကိုပြန်လည်ပြီးကောင်းပါမလားဆိုတဲ့ဥစားမျိုးကျွန်တော်တို့ဒါ မျောခဲ့တယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာဒါကြီးကသိပ်အပြောင်းလဲမဖြစ်သွားပေနဲ့လီဗာပူးတင်းနေတာကျွန်တော်ဖူဟန်တင်းကိုရှုံးခဲ့တဲ့အပြင်ကိုဒါကျွန်တော်တို့အဲလက်ရှိမှာဒါကျွန်တော်တို့ပရီးမီယာလိတိုက်တယ်ကိုတော့လက်ရှိအနေထားရဆိုရှယ်နိုင်ခြင်းတော့မရှိဘူးဘာကြောင့်လဲဆိုတော့လက်ရှိမှာအာဆနယ်သင်းနဲ့တူတဲအားဖြင့်စက်တမတ်တီတီကွာနေသေးတဲ့အတွက်ကြောင့်မလို့အမှတ်အားဖြင့်ဆိုရင်တော့အရန်ကြီးအလံဝေးသေးတယ်ဒီမှာပါတယ်ဒါပေမဲ့ဖူဟန်တင်းနဲ့ရှုံးပွဲပြီးတဲ့နောက်မှာလီဗာပူးအသင်းနေတာခုနကပြောလို့ပဲလာမဲ့ ဒါရာဒီအတွက်လူဒီဒီလူစင်းကလုံးဝမဖြစ်တော့ဘူးဆိုတဲ့ဥစားကိုဒါကျွန်တော်တို့မီမောင်းထိုးပြလိုက်လို့ဖြစ်ခဲ့တယ်။ပြောချင်တာလက်ရှိ Liverpool လူစင်းကဒါကျွန်တော်တို့ကျွန်တော်အမြဲတမ်းပြောနေတဲ့အရက်အချက်တစ်ခုပါပဲ။လက်ရှိမှာ FFG တို့ Osugan တို့ Liverpool အသင်းကိုအမြဲတမ်းလေလို့ဒါကျွန်တော်တို့ ဖလားတစ်ခုလောက်ပဲရဖို့အတွက်ဒီလူစင်းကိုအမြဲတမ်းချထားပြီးတာဖြစ်တယ်ဖလားတစ်ခုရရမယ်ဥရောပဝင်ဝင်ရရမယ်ဒါဟာလီဗာပူးအသင်းအတွက်မိုင်ကုန်မယ်ဒါပေါ်တယ်ကျွန်တော်ကန်ကောင်းရင်ဒီဖလား major trophy ဖြစ်မယ်ကန်ဆိုရင်ဒီကရာကဒါကျွန်တော် minor trophy ဖြစ်မယ်ဒါကလီဗာပူးအသင်းရဲ့ FAG ရဲ့လုံးဝ big planning ပဲဒါခုနကပြောတချို့ကြတာကြိုက်ချင်လဲကြိုက်တယ်မကြိုက်ချင်လဲမကြိုက်အဲ့တော့ ဒါလက်ရှိမှာဒါကျွန်တော်တို့ personal အရာအမြင်ရပြောရမယ်ဆိုရင်ဒါဟာအမှန်တမ်းပြောရမယ်ဆို Liverpool ပြည်သက်တယောက်အနေနဲ့ရောင်ရဲတင်းတိမ်လွန်အားကြီးတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်ခဏခဏတွန်းလာခဲ့တဲ့စကားတခုဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Liverpool ကုသင်းနဲ့မနေ့က ပွဲစဉ်ကိုကြည့်ပြီးလီဗာပူးအသင်းကနောက်တန်းကစားသမားကောင်းကောင်းအရင်တယောက်လူတယ်ဆိုတော့ငင်းစရာမလို့လက်ရှိမှာခမားတို့ကိုကျွန်တော်ဟာတာပြောမယ်ကြီး6ကြီးတဲ့မှာမှစပါလူအသင်းမျိုးတော်မှာခံစင်မှုကလက်ရှိမှာလုံလုံလောက်လောက်ရှိရတယ်မှာပါတယ်။ဒိုင်ယာရနေတဲ့အချိန်မှာတော့ခစပါအသင်းနဲ့ခုလက်ရှိမှာဘန်ဒေးဗီစတန်ဆိုဒရာဂူစင်ရူမဲရူမစ်ကီဗန်ဒါဗင်ခံစင်မှု9ယောက်တည်းရှိတယ်။ဒါဟာဒါကုနာပေါ်လို့စပါလူအသင်းမျိုးချော်စီမှာဒီလိုမျိုးလူတွေရှိတယ်လို့ယူနိုက်တက်မှာဒီလိုမျိုးလူတွေရှိတယ်။ဒါပြင်ကျွန်တော်တို့အာစနယ်မှာလည်းဒီလိုမျိုးခံစင်လူတွေရှိတယ်။စီးတီးမှာလည်းဒီလိုမျိုးလူတွေ ီရှိခဲ့တယ်မစီးဒီဆိုလူရောမလောက်လို့ဒါမှတ်မှတ်ရဒီနှစ်ဒါကျွန်တော်တို့စောင်းအောင်ဒီပြောင်းရှိမှာခန်းစစ်ကစားသမား၂ရောက်တိတိထောက်ဝယ်ခဲ့တဲ့ဒီကိုသွားခဲ့တယ်မှာပါတယ်လီဗာပူးတင်တဲ့ခုလက်ရှိမှာအားကိုရတဲ့ခံစင်မှုကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဂျိုကိုမက်စ်ကိုခဏထားလိုက်ရအောင်လားပေါ်တယ်လက်ရှိမှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင်ကူနာတေးရှိမယ်ဒါကျွန်တော်တို့အာဗာဂျီဗန်နိုက်ရှိမယ်ဂျာရော့ကွန်ဇာရှိမယ်ဂျိုကိုမက်စ်ပါထက်တွက်လိုက်ပြ။ Okay အဲ့လိုမျိုးဒါ၄ယောက်ရှိမယ်။ဒီ၄ယောက်မှာမှခုနကပေါ်တယ်ခွန်ဇာကိုနီးပြကလုံးဝမကြိုက်ဘူး။ ချစ်ဒီနေ့နောက်ပိုင်းပွဲစဉ်တော့ Everton နဲ့ပွဲစဉ်ကြည့်မှလားလက်ရှိမှာ ခွန်စာကိုဒါလုံးဝလုံးဝကနီးပြကလုံးဝသဘောမကျအောင်လာမယ့်နေရာဒီမှာတေချာတခုကနီးပြကခွန်စာကိုရောင်းလို့ရတဲ့ opportunity ရရောင်းမှာခွန်စာကိုလက်ရှိမှာတော့ဘယ်လိုပဲဒါ Newcastle United ကလည်းစိတ်ဝင်စားနေရတဲ့ကြောင့်မဒီအပြောင်းရွှေ့ကလည်းဖြစ်ဖို့အတွက်နီးပြအနေနဲ့တွန်းအားပေးလိုက်ရင်သူတွန်းအားပေးဘာလို့ဆိုကြည့်လိုက်လေဒီလောက်လူတွေရှိနေတဲ့ဂျားတွေက right back နေရာမှာ Curtis Jones ကိုတုံးခဲ့တဲ့ကအဖြေကအရန်ပေါ်လွင်လွန်အားကြီးတယ်ဒါကုနာဘယ် Everton ရဲ့ပွဲစဉ်မှာလည်း Curtis Jones ကအလုပ်မဖြစ်ဘူးဆိုတော့နီးပြသိတယ်နော် Arnislot နေပြတလောက်တိဒါကျွန်တော် Premier League မှာဒါ assist တက်နေရာမှာ7 7မှာဖြတ်ထားရင်နီးပြတက် နေနဲ့သူ့ကစားသမားတယောက်အလုပ်ဖြစ်လားမဖြစ်လား तू မသိပဲမနေဘူးဒါပေမဲ့ဘာလို့ तू ညစ်တုံးတုံးနေလဲအဖြစ်ကရှင်းရှင်းလေးတုံးစရာမရှိလို့ ပြီးတော့ဒါမနေ့ကပွဲစဉ်မှာဆိုအဖြစ်ကရှင်းရှင်းလေးဒါကျွန်တော် corner bradley full hand နဲ့ပွဲစဉ်မှာဝုန်းနိုင်ကြီးဝင်လာတယ်ဝုန်းနိုင်ကြီးချက်ချင်းပြန်ကောင်းသွားတယ်ဒါဟာခုနကပေါ်တယ်ဗျာကျွန်တော်တို့တိုက်ဆိုင်မှုမဟုတ်ဘူးဒါဟာခုနကပေါ်တယ်လူအပ်တဲ့နေရာမှာလူအပ်တဲ့ကစားသမားတယောက်ကိုဝယ်ပြီးဖြစ်တင်းဖို့အတွက်အများနဲ့လူနေတဲ့ liverpool တစ်သိမ့်မယ် liverpool တစ်သိမ့်နေခုလက်ရှိဒါကျွန်တော်မှတ်မှတ်ရဂျန်ဂျန် club ရောက်လာကြတဲ့ကခုချိန်ထိဒါ arnie slot ရှိနေစီရင်ဒီအများနဲ့ရောက်ရဲတင်းတိမ်လုံးနဲ့အတင်းတင်းလုံးမြင့်နေ ရှေ့ရှေ့လေးပဲရောင်ရဲတင့်တယ်လုံးတယ်ပြီခုနကပြောလီဗာပူးတင်က big span တော့မလုပ်ဘူးမဟုတ်လုပ်တယ်ဒါပေမဲ့ခုနကပြောဆိုသူတို့ရဲ့ big span လုပ်လိုက်ပြီဆိုရင် okay ငါတို့တန်း100တန်း80ကိုသုံးပြီးရင်သုံးနှစ်လောက်နားမယ်ဒါဟာလီဗာပူးရဲ့လက်ရှိ strategy ပဲခုနလက်ရှိလာမယ့်ခုနကဟာဒီကောင်ဒီ Virgil van Dijk တို့ Alisson တို့ဝယ်ခဲ့အဲ့ဒီ Virgil van Dijk တို့ Alisson တို့ရခဲ့တဲ့နှစ်ကောင် continue base နဲ့ blue ရောင်းခဲ့လေဆိုတော့လူတွေမေ့သွားခဲ့တာလားပြောတင်တာ FG တို့အုပ်စုအနေနဲ့အခုလက်ရှိမှာတော်ယုံတန်ယုံအသင်းကနေပြီးကြော်တော့ဒါပေမဲ့အခုလက်ရှိမှာပို့ပြီးရရတာကသူတို့ကလက်ရှိအသင်းမှာတော့ကျွန်တော်တို့ revenue ရတာကျွန်တော်တို့ loss ဖြစ်တယ်ဆိုဆိုအေးပေါ့အသေးအနေနဲ့ခုလက်ရှိမှာ loss ဖြစ်တယ်ဘာလို့လဲကျွန်တော်ဒါအနှုတ်ပြနေရဆိုရင်တို့ကဒါသူတို့ financial record မှာပြတယ်ဒါပေမဲ့ဒီနေရာမှာရည်ရတဲ့တစ်ချက်ရှိတယ်ခင်ဗျားကျွန်တော်စီးပွားရေးရပြပြမယ်ဘောနော်တချို့ဟာဒါဆိုခုနကဒါ liverpool queen နဲ့မှာဒါ liverpool dua liver taylor swift ဆိုတာလင်းညာလောက်ကျင်းပသွားအဲ့ဒီပတ်စံနေဘယ်ရောက်သွားလဲအဲ့ဒီပတ်စံနေက liverpool အသင်းစီကိုမသွားဘဲနဲ့လက်ရှိမှာဒါကျွန်တော်တို့အာ fgc သွားတာဖြစ်တယ် ခုနပြောသူပဲ Liverpool Entertainment နဲ့ Liverpool Footballing Club နဲ့နှစ်ခုကိုခွဲခြားလိုက်ပြီး Liverpool Stadium ရဲ့ Entertainment နဲ့ sign up percent တွေကို FGC Debt သွားပြီးတော့ Liverpool အသင်း Club စီမှာသွားတဲ့အနေအထားမှာရှိသွားတယ်။ဒါကတော်တော်ကြီးကိုစိုးရွားလို့နဲ့အချက်တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။ဒါလက်ရှိဒီနေရာမှာဒါ Manchester United ပြည်သက်တွေများကြည့်နေဆို Manchester United အသင်းရဲ့လက်ရှိဘောလုံးကခုနပြောသူပဲဒါကျွန်တော်တို့ဘယ်လိုပြောမလဲဘောလုံးပါလေ။အာဘောလုံးကွင်းသစ်ဆောင်တဲ့လူပုံစံအဲ့တော့ခုနပြောသူလက်ရှိမှာ Liverpool အသင်း အနေနဲ့ဒါမမဲ့ရတာကျွန်တော်တို့စတန်ကြီးကိုဒါအလုံးဝအကြီးကြီးပြုပြင်ပေးလိုက်တာစေတနာရှိလို့လို့မဟုတ်ဘူးဒါကျွန်တော်ပွဲတစ်ပွဲလုပ်ပြီဆိုရင်ဟိုနာပေါ်တူပဲဒါကျွန်တော်တို့ quota limit ဆိုရှိတယ်ဥပမာကျွန်တော်ဒါ Taylor Swift ကသူ့အနေနဲ့သူ show လုပ်ပြီဆိုရင် Liverpool မြို့မှာသူ show လုပ်ချင်တယ်ဒါကနောက်ပါဒီမြောက်ဘက်မှာသူ show လုပ်ချင်တယ်ဆိုရင်သူ့အနေနဲ့ပြစ်သက်ဘယ်နှတောင်းဆက်နဲ့ကွင်းကိုသူလိုချင်တယ်ဆိုပြီးသူတို့အမြင်နဲ့ပြောတာရှိတယ် organizer အနေနဲ့အဲ့တော့ဒီမြောက်ဘက်မှာလက်ရှိမှာဒါကျွန်တော်အဲ့ဒီတောင်းတဲ့ဆက်နဲ့ကွင်းကအင်မတန်မှရှာမမဲ့ရတာကျွန်တော် United ကွင်းရှိရင်ရှိမယ် City ကွင်းရှိရင်ရှိမယ်ဒါပဲရှိမယ်ဒါပေမဲ့အဲ့ဒီ Liverpool ဘက်ချမ်းမှာအဲ့ဒီကွင်းကမရှိဘူးအဲ့တော့ ပြောချင်တာလက်ရှိမှာအဲ့ဒီလူမျိုးဒါကျွန်တော်ဝင်ဆက်အောင် FG တို့ဘာလို့လဲ Queen တစ်ခုလုံးဒါကျွန်တော်မပြတ်ဘဲနဲ့ Queen Stand ကြီးတစ်ခုလုံးကိုပြင်ချပြီလူပိုတော့အဲ့တော့အဲ့ Stand ဖြည့်လိုက်တဲ့အချိန်မှာ average တို့က stand တစ်ပြင်ပြီး no အထင်မကြီးနဲ့ဒါပရိသတ်တွေအတွက် stand တစ်ပြင်ပြီးတာမဟုတ်ဒါခုနကပြော entertainment stand တွေအဲ့တော့အဲ့ entertainment stand တစ်ပြင်တဲ့ပတ်စံဒီအကုန်လုံးက FG ကနေ site ထုတ်ပေးတယ်အမှန်နဲ့ဒါပေမဲ့အဲ့ FG site ထုတ်ပေးတဲ့ပတ်စံကိုသူကအသင်းကနေရောချီးမွေ့ပုံစံမျိုးယူလိုက်ပြီးတော့အသင်းက entertainment session ခုနပြောသူပဲ Liverpool ရဲ့ entertainment right man တမယောက်ကို FG ကိုအကုန်ပြန်ထည့်ပေးလိုက်တယ်အဲ့တော့ခုနကကြားထဲမှာဒါ Dua Lipa တို့ app ကျွန်တော်ပြောသူပဲဒါကျွန်တော်ရှိသမျှ show ပွဲတွေလာလုပ်တဲ့ပတ်စံနေမှတမယောက်က Liverpool အသင်းစီကိုမစီစဉ်တော့မင်းနဲ့ဒါကျွန်တော် FFGC စီးစင်းသွားတာကိုတွေ့ရမယ်တော့မှာအဲ့တော့လီဗာပူးတင်းကလက်ရှိမှာဒီလောက်ဒီငါတို့အတင်းကဒီလောက်အလုပ်ဖြစ်နေတာဘာလို့အရှုံးပေါ်ဒါကြောင့်မဖြေကရှယ်ရှယ်လေးပဲအဲ့တော့ လက်ရှိမှာတခုနပေါ်တယ်ပဲလီဗာပူးသစ်နဲ့လာမင့်နွေရာဒီမှာတေချာတကွဒီစကွတ်ထပ်ပူကောင်းတဲ့စကွတ်တစ်ခုတော့ကျွန်တော်မြင်ရမှာဖြစ်မယ်။မမြင်ရဘူးလာမင့်နွေရာဒီမှာဒါစီတီပြန်ကောင်းမှာတေချာတယ်။100% CD ပြန်ကောင်းလိမ့်မယ်။ပြီးတော့ခုနကပေါ်အာစနယ်ဖြစ်တယ်နေမှာအာစနယ်လက်ရှိနီးပြအာတီတာကိုတိုင်က we are excited to spend big next summer ဆိုပြီးတော့သူ့ရဲ့ press conference မှာပြောသွားတယ်။ အာဒီစတော့အနေနဲ့အဲ့လိုပြောကြည့်ပါလား FFG တို့အုပ်စုအဲ့ဒီခုနကဖလားရမယ့်အနည်းပြနောက်နေ့တော့ထုတ်ပြီးထုတ်ပြလိုက်မှာပတ်စံနဲ့ပတ်သက်ပြီးပြောလို့ဆိုပြီးတော့ဒါကြောင့်မို့လို့ရှိမှာခုနကပြောလို့ Premier League မှာလေကျွန်တော်ကြားလေကြားလေ Head Coach တွေများလာပြီး Manager ဆိုတဲ့အရာကြီးကရှားလာခဲ့တယ်။ Manager ကျွန်တော်အနေနဲ့အခုလက်ရှိမှာတိတာဆိုလို့ Guardiola နဲ့ဒါကျွန်တော်တို့ ာတီတာ200လောက်ပဲကျန်တဲ့နေထားမှာရှိတယ်မန်နေဂျာဆိုခုနကပြောသူအပြောင်းရွှေ့မှာလဲပေါဝင်ပသက်ကင်းရတယ်သူအသင်းရဲ့နေရာမှာလဲစီမံခန့်ခွဲမှုတွေရရတယ်မှာပေါ့အခုလက်ရှိမှာ head coach ဆိုတာကတော့အသင်းကိုတာနီးပြရုံတသက်ကလွယ်လွယ်အပြောင်းရွှေ့မှာလဲသူ့အနေနဲ့သူ့လိုချင်တဲ့ကစားသမားပုံစံမျိုးကိုပြောလို့ရတယ်မဲ့ဒါဝင်ဆွတ်ဖက်ပိုင်ခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးကိုသွားတယ်အဲ့တော့လက်ရှိမှာလာမဲ့နေရာဒီမှာအမှန်တိုင်းပြောကျွန်တော် Liverpool တင်းတွေဆိုးရင်လေ Liverpool တင်းနဲ့အခုလက်ရှိမှာဒါ transfer target တွေကိုဘလူးထားရတယ် Liverpool တင်းနဲ့လာမဲ့နေရာဒီမှာဒီပုံစံတိုင်းကိုတေချာတကွတိုက်စစ်မှုစစ်စစ်တရားလုပ်ပြီး Darwin Nunes ကိုရောင်းမှလာ Diego Jota ကိုရောင်းမှလာနှစ်ယောက်လုံးကိုရောင်းပြီး တယောက်ပြန်ခေါ်มาလာဘယ်သူပဲလွတ်လို့ဘာပဲလွတ်လို့လီဗာပူးတင်းနဲ့အလုတ်လုတ်ဖို့လူလာပြီးလို့ကျွန်တော်နေနေမြင်တယ်လာမယ့်ຫນွေရာသီမှာလည်းဒါကျွန်တော်ဒီနှစ်ຫນွေရာသီလိုမျိုးဒါကျွန်တော်အင်းညောင်အင်းညောင်လုတ်ခဲ့မယ်ဆိုရင်တော့တကယ်ခံစားရမယ့်လူကပြိတက်လည်းမဟုတ်ဘူးဒါကျွန်တော်ပိုင်ရှင်လည်းမဟုတ်လီဗာပူးအသင်းကိုယ်တိုင်ဖြစ်ပြီးတော့ဒါကစားသမားတွေကိုယ်တိုင်ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်နေနေမြင်ပြီးရတယ်မှာပါတယ်ဒါအောင်လီဗာပူးတင်းကဂျားတဲ့မှာကလပ်ဘောကတ်ဘာညာမစော့အောင်တော်တော်လေးကိုခံသာသွားလီဗာပူးကအခုချိန်မှာကလပ်ဘောကတ်စော့အကြီးတော်တော်လေးအထင်နာအခုလက်ရှိမှာလည်းအာနိုကိစ္စကိုဟန်ဒယ်မလုပ်နိုင်တဲ့လီဗာပူးအသင်းအနေနဲ့လက်ရှိမှာအာနိုဆိုခမအာနိုအလိုမရှိအာနိုမရှိတဲ့ဘွဲတွေမှာလီဗာပူးအခုလက်ရှိမှာဘယ်လောက်ထိ နာလေဟုတ်တယ်အာနုကိုလက်ရှိမှာလူမရှိဘူးမှန်တယ်ကျွန်တော်ဒါလီနဲ့ပဲပြောလို့ရတယ်တကယ်နဲ့ physically ကအာနုတကယ်တကယ်လူမရှိဘူးဆိုတာမှန်ပြီလားဆိုတော့ဆိုပြောရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိ liverpool အသင်းနေနဲ့လာမဲ့ညွေရာဒီမှာဒီစုဖွဲ့နေဆိုရင်တော့တော်တော်လေးကိုဂုံဝန်ကျဖြစ်သွားနိုင်တယ်လို့မြင်တယ်ခုနကဘာလို့အာနီဆိုတော့ဂုံဝန်ကျဖြစ်တယ်ဆိုခုနကဘာလို့ major trophy တစ်ခုဒါစုခုနိုင်မယ်လို့ဖြစ်နေဖြစ်နေဖြစ်တော့ဒါပေမဲ့ ပြန်ကောင်းလာမယ်တဲ့လာမယ့်နေရာအဆောဗီလာတင်းနဲ့ဒါဘုံတိုင်းပြန်ကျင်းပါပဲ။ဟုတ်လားအောက်တင်းတွေကဆက်ခုလေးမှာဝုန်းချင်းကျဲဖို့စီစဉ်နေတဲ့အချိန်မှာလီဗာပူးတင်းနဲ့ဒီလက်ရှိလူစည်းရင်းနဲ့လာမယ့်နေရာဒီကိုသွားမယ်လာမယ့်ရာဒီကိုသွားမယ်ဆိုရင်တော့ မလွယ်စိမ်ပဲလို့ကျွန်တော်တွေလည်းပြောရင်းတယ်ပဲကျွန်တော်သွားခွင့်ပြုပါအောင်ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ဤတို့မှာကြည့်လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်ဗျများများလေးလည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ဤတို့ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မဆော့ကူညီပြုလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရရများများလေးလည်းကလစ်ဖို့မမိကြပါနဲ့များများကလစ်မှာမျက်နှာဖြစ်ပါတယ်ကျွန်တော်ငလင်တန်ကိုလည်း1 1ပြီးကူညီပေးနေတဲ့ညီကောင်မောင်မအားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြော င်းနေပြီကျွန်တော်ကိုတော့ကုန်ပြပါအောင်ဗျ default ဗျအားလုံးပဲကြွလို့ပါတယ်